ယဟန္တာကြောင့်ဝေဘူးဆရာတော်ဖျားကြီးရဲ့ကိုတွေ့ဖြစ်တဲ့အခုဖြစ်တယ်။ညောင်လွန့်တော်ရဆရာတော်ဖျားကြီးအားနှစ်ကိုယ်ကွဲဖူးမြင်ရခြင်းဆိုတဲ့အကြောင်းအရာကိုပြောခြင်းနဲ့ဗျာ။ညောင်လွန့်တော်ရဆရာတော်ဖျားကြီးဟာယဟန္တာလိုအင်မတန်မှထင်ရှားကျော်စောလာပါတယ်။ဆရာတော်ဖျားကြီးဟာအမေညင်နဲ့ပတ်သက်လို့ကြီးမားခဲ့ပြပါတယ်။တို့များတဲ့အမေညင်မရနေပါယူလားတဲ့အာခဲစိတ်တင်းပြီးတော့ ဝိတ္တုဒ္ဓိမတ်မှာလာတဲ့အတိုင်း34ပါသောအချင်းရာတို့နဲ့ဇံကစားကစိတ်ကိုစုံးမမယ်ဆိုပြီးအားထုတ်လိုက်တဲ့ပထမဇံကနေအစုံနောက်ဆုံးနေဝသင်္ဇနတညာယတနာဇံတိုင်အောင်အနုလုံပတိလုံဝင်စားလို့ရပါလေတဲ့အနုလုံဆုံးကရှိသေးတဲ့ခြေတွေလက်တွေတင်မရတော့ဘူးတဲ့ပတိလုံဆုံးအောင်အစုံကနေအစတဖန်ပြန်ပြီးဝင်စားလိုက်ရင် ချက်ချင်းသွေးကြောလေကြောတွေပြတ်ထွက်သွားမလောင်းတော့ထင်ရတယ်ဒါနဲ့ပဲလက်လျှော့လိုက်ရတယ်ဒါဟာဘာကြောင့်လဲဆိုတော့ခန္ဓာကိုယ်မခိုင်ခန့်လို့ပဲတရဝါလေးဟာတရားမဆောင်ကြတော့ဥတုဖောက်ပြန်တယ်ဥတုဖောက်ပြန်တော့ဥလူစာရုပ်တွေဥတုအကြောင်းခံတဲ့အတိဏ္ဏတွေညံ့ဖျင်းလာရတယ်စားတဲ့အစာအာဟာရညံ့ဖျင်းလာတော့တွဲဘက်ကမဇရုပ်တွေလည်းမခိုင်ခန့်တော့ဘူး တို့ရုပ်တွေပေါ်မိခုန်နေတဲ့စိတ်တမာဒီအားတွေလည်းကောင်းသင်းတဲ့အောင်မကောင်းတော့ဘူးတဲ့အဲ့ဒီအခါဝိတုဒ္ဓိမတ်မှာလာတဲ့တဆလေးပါသောအချင်းရာတို့နဲ့စိတ်ကိုမဆုံးမနိုင်ကြတော့ဘူးတဲ့နောက်ပြီးတော့တကယ်လို့များတိုင်းပြည်ကိုအုပ်ချုပ်သူတွေပြည်သူတွေပါတရားဆောင်လို့ရာသီဥတုကောင်းမှုမယ်ဆိုရင်တော့သာသနာပကာလမှာတော့အဘိညာဉ်ဆိုတာရနိုင်သေးတာတဲ့သာသနာအတွင်းမှာဘာလို့မရနိုင်ရမှာလဲတဲ့နောက်ခါ စုကြီးတောင်းတဘူးသူဖြစ်ပြီးတော့ပါရမီရှိတဲ့ပုံကိုထူတွေပေါ်ပေါက်လာကြပါလိမ့်မယ်တဲ့အဲ့ဒီခါမတ်နဲ့တပြိုင်နက်တည်းတမာဘက်တွေရောအဘိညာဉ်တွေရောအထူးမပွားများပဲရနိုင်တယ်တဲ့တလို့ပုံကိုထူတွေနောက်ခါအများကြီးပေါ်လာပါလိမ့်မယ်တဲ့ညောင်လွန်တော်ရဆရာတော်ဘုရားကြီးတလောကလုံးကိုမြင်တော်မူခြင်းဆရာတော်ဟာဝိဟိတိအာယုန်တွေကိုလှစ်လို့ရှူပြီးလက္ခဏာရေသုံးပါးကိုသာဆင်ခြင်တော်မူရာ လောကဓာတ်တစ်ခွင်လုံးသရံစိတ်သုံးပြီးဖြစ်ပျက်ကြီးထင်နေတော်မူပါလေရံဖယံခါလမ်းသွောလို့မရအောင်ဒီရိယာစံတော်ဝါဖြစ်နေလို့မနေသတိနဲ့တော်ကြွားပါလေရံဖယံကပြင်းထန်တဲ့လုံလောဝရိယကြောင့်ယောဂဝေဒနာတွေကိုမလွန်နိုင်အောင်ရှိပါတော့နေ1982ရောက်တော့အခါအရေးကြီးရင်ကြည့်လို့စာဝါတွေတဝါတွင်းလုံးပိတ်မအိပ်မနေသေးတော်မှ မျက်ဤလို့အာတင်းကရှုမှတ်ပွားများပါလေအဲ့ဒီနေ့ နယုံလာဇန်၁၁ရက်နနက်၃နာရီမှာဝိယုံကျောင်းကြီးပေါ်ရှိထိုင်နေကြကျင်းကလထိုင်ကြီးပေါ်မှာရှိပွားရာပထမမတ်ဖို့ကိုရတော်မူပါလေသောတာပန္တိမတ်ဖို့လို့လည်းဆိုပါလေအဒီနေ့နယုံလာပြည့်ကျော်၃ရက်နေ့ည၁၁နာရီမှာဝိယုံကျောင်းကြီးပေါ်မှာရှိတဲ့မြောက်ဘတ်စာကြခံမှာဒုတိယအဆင့်ပြီးမြောက်တော်မူပါလေအဒီနေ့ ်လာပြည့်ကျော်9ရက်နေ့နနက်အာယုံတမှာကမထမ်း6မှာရှိဖန်ကားပင်ကြောင့်ပေါ်မှာတတရာအဆင့်အနာဂါမိမတ်ဖို့ပြီးမြောက်ပါလေအဲ့ဒီနေ့လာပြည့်ကျော်9ရက်နေ့နနက်3နာရီမှာစေတီတော်မြကြီးအားမျက်နှာတတော်ကြီးစီမီတွေကတ်လွပြီးအာယုံကနှစောင်းကြီးဥညံကိုမိပြီးမြောက်ဘက်မျက်နှာမှကရှုမှတ်ပေါ်များရင်နနက်4နာရီအာယုံတက်မှာအရဟတဘူမိကို ုဒီအားဆိုတဲ့ရှေရှေဘွားကမြင်းတော်မူနိုင်တဲ့ပုပ်ပေနိဝါတညံနမျက်စိပမာလိုရာကိုထိုးထွင်းကြည့်မြင်နိုင်တဲ့ဒိဗ္ဗစကုညံအတဝခရညံအစရှိတဲ့အဘိညာ6ပါးနဲ့တူအရဟတမဖို့ရပြီးယဟန္တာဖြစ်တော်မူပါလေဒီအချိန်ကစပြီးရှေးရှေးသောတန်တရားမှာကျင်လည်ခဲ့ရတဲ့မိမိသူတပါးတို့ဤဘဝတွေများစွာမြင်တွေ့မှုပါလေ လက်ငင်းဒိဋ္ဌိရှိတဲ့လူပုံနတ်ပုံမြမပုံငယ်ကြီးရှစ်ထက်တွေကို၎င်းတရဝါတို့ရဲ့တေကြီးရှင်ကြီးလာရသွားရဘုံကတိတွေကို၎င်းအနာကမဖြစ်လက်တဲ့အချင်းတွေကို၎င်းကွက်ကွက်ကွင်ကွင်ညံမျက်စိနဲ့အတိအကျသိမြင်တော်မူပါလေရှေးခင်ကလောကီသမားကြီးနဲ့မြင်တာထက်အစာပေါင်းများစွာတာလွန်ထိုးထွင်းပြီးလင်းလင်းချင်းချင်းကြီးကိုမြင်တော်မူပါလေမိမိကဲ့သို့သက်ဆွန်ကြိုးပမ်းအားထုတ်တဲ့ယောဂီတပည့်ချို့ကိုလည်းတိုက်တွန်းတဲ့အားနဲ့မိန့်တော်မူပါလေ ဆရာတော်ဟာအရဟတဖို့ကိုမျက်မှောက်ပြုပြီးနောက်တရက်ညနေချမ်းမှာကမ္မထမ်းချောင်းမှာတရားကျင့်ဖို့ကျင့်ဘက်မထေကြီးများနဲ့တပည့်ယောဂီယဟန်ငယ်များစုံကြီးစွာစည်းကြကြရမှာထူးခြားကြည်လင်တဲ့အသားရည်တည်ငြိမ်တဲ့အင်ဒရီတော်နဲ့ဘုန်းကြီးတို့ဦးစင်တို့ယဟန်တရားဟာမနာမနေအသက်ကိုပင်စွန့်ပြီးမှန်မှန်ကန်ကန်အားထုတ်ရင်မုတ်ချရနိုင်ပါလေရုံကြည်ကြည်နဲ့မစုံမနစ်စူးစမ်းကြစမ်းပါတဲ့ ကိုယ်တိုင်ကိုယ်ပိုင်ဆုံးဖြတ်လို့ရအောင်ကိုတိတာထင်ရှားစွာမျက်မှောက်ပြုရပါလိမ့်မယ်တဲ့ကိုယ်လိုကိုနည်းနည်းနင်းနင်းချွန်းချွန်းကျဉ်ကျဉ်သာဖြစ်အောင်လုပ်ပါလေဘသူကိုမှဆရာတင်စီအောင်လို့ပဲကိုယ့်ဘာသာကိုယုံကြည်နိုင်တဲ့အသိဉာဏ်ရှိလာတာပါလေတဲ့မြင်ရသိရကြားရဖြစ်တယ်ဆိုရင်ပဲတဲ့ဟိုတော့ကမတင်မကြတို့လို့တို့လို့ဖြစ်သမျှတွေးထင်နေဟာတခါတည်းလင်းကနေရှင်းကနေဖြစ်သွားလိမ့်မယ် တကယ်ကိုယုံကြည်နဲ့တကယ်လို့ရင်အဟုတ်ဖြစ်နိုင်တယ်ဆိုတာတပည့်တော်လည်းခုမှပဲတိတိကျကျကြီးဖះရှင်ဝန်ခံဟောကြားတော်မူတာကိုရဲရဲကြီးထောက်ခံတိုက်တွန်းနိုင်ပါတော့တယ်။စ조사ကြစမ်းပါလို့အမိန်ရှိတော်မူပါလိမ့်။ဒါနဲ့တရားကျင့်မော်ကျင့်မတ်ဝါကြီးရဟန်းတော်ကြီးတွေနောက်ပြီးတော့တပည့်လာပြီးတော့ဥပုပ်ပြုနေတဲ့သူတွေ ကမ္မထမ်းကြောင်းမှာတပည့်ယောဂီတွေကအရှင်ဖျားယဟန္တာဖြစ်တော်မူပြီလားဖျားတော်ဝိုင်းဝန်းမေးလျှောက်ပေမဲ့ညောင်တို့တော်ရဆရာတော်ကြီးကခမစိတ်သာနေတော်မူပါလေဝေဘူးဆရာတော်ကိုတွေ့ညောင်လုံးဆရာတော်ဖျားကြီးနှစ်ကိုခွဲကြောင်းပြောခြင်းနဲ့ဗျဆရာတော်ဟာအဘိညာဉ်ရအောင်စူးစမ်းပေမဲ့လေအဘိညာဉ်မရပူရိအားဆိုသောဝိဇ္ဇာသုံးပါးနဲ့ယဟန်ကိစ္စပြီးမြောက်ကြောင်းသို့မဟုတ်တေဝိဇ္ဇာ ယဟန်နာအရှင်မြတ်ကြီးဖြစ်ကြောင်းထေရုပတိအရာဖတ်ရှုကြီးညိုခဲ့မှုပါတယ်။ဒါမှမဟုတ်ဂျေဇုရှင်ဝေဘူးဆရာတော်ဘုရားကြီးခန္ဓာဝန်ချပြီနော်ဝေဘူးဆရာတော်ဘုရားကြီးအကြောင်းအရာတွေကိုလေ့လာတဲ့အခါညောင်လို့ဆရာတော်ဘုရားကြီးရဲ့ဂျေဇုကုန်တစ်ခုကိုပါဖြည့်ဆွတ်ကြီးညိုခွင့်ရခဲ့ပါတယ်။ဂျေဇုတော်ရှင်ဝေဘူးဆရာတော်လောင်းနေရာဟာ1285ခုနှစ်ရှစ်ဝါခန့်မှာရွှေဘိုပသိမ်တော်ရမှာထွက်ခွာပြီးတောတောင်နှံကျောက်ကအာနာပါနတရားရှုမှတ်ပွားများပါတယ်။ လာပိုင်းတွင်းမှာတင် လောကီအဘိညာဉ်နဲ့တကွာတတရားဆင်အနာဂါမိမတ်ဖို့ထိပေါ့မြောက်တော်မူဟန်ရှိပါလေမိမိရရှိသိမြင်တဲ့တရားကိုထက်ဆင့်တည်ပြုချက်ရယူဖို့လိုအပ်လောလားမသိအဲ့ဒီနှစ်မှာပဲညောင်လွန့်တော်ရကိုကြွလာပါလေဒီတော်ရမှာရှိတဲ့ဇီးတစုမှာတမြက်လဲဝုတ်ပြနေတဲ့ဖုန်းတော်ကြီးတပါကိုအရင်ဦးဆုံးတွေ့လိုက်ပါလေဦးစွာဦးချတော့ဖုန်းတော်ကြီးကအကျိုးကြောင့်မပြန်ပြီးအော်အရှင်ဖျားကညောင်လွန့်တော်ရဆရာတော်ဖျားကြီးကိုလာဖူးတာလား မှန်ပါဗျာတပည့်တော်ညောင်လွန်တော်ရဆရာတော်ဖျားကြီးကိုလာပူးတာပါ ဝေဘူးဆရာတော်တို့ခေါ်ပါတယ်ဗျာညောင်လို့ဆရာတော်ဖျားကြီးကို တပည့်တော်အင်မတန်သိရှိလို့တဲ့တရားနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုမေးမြန်းလျှောက်ထားခြင်းလို့ပါဗျာတဲ့အေးညောင်လို့ဆရာတော်ဖျားဟာအခုအကြောင်းကြီးပေါ်မှာတန်ခါတွေကို စာချနေသေးတယ်မကြခင်ပြီးတော့မှာပါဒီမှာပဲဥပစင်ကြီးခဏဆောင်ပါဆိုပြီး အဲ့ဒီတမြက်လဲနေတဲ့ဟန်ကြီးကမိန်တော်မူပါတယ်။ဒါနဲ့ဝေဘူးစရာတော့လောင်းလျာဟာလဲအဲ့ဒီဇေဒီမှာပဲဇေဒီယကနာဝေပြုရင်ခိတခဏဆောင်းဆိုင်နေပါလိမ့်။အဲ့ဒီအချိန်မှာပဲစာဝါချတာပြီးသွားတော့ဘုန်းတော်ကြီးကအကြောင်းကြီးပေါ်မှာစာလိုက်တန်ခါးလေးစင်းကြွာတာလက်ညှိုးညွှင်ရင်းကဲဦးစင်ကြည့်ရတာစာဝါပြီးပါပြီကြွားပေတော့ပြောပြောဆိုဆိုဖုန်းတော်ကြီးတမျက်စိကံပြီးရက်နေခဲ့တယ်ဝေဘူးလောင်းလျာလဲအဲ့ဒီ ။မြက်လဲနေတဲ့ဖုန်းတော်ကြီးကိုကတော့ပြီးစားချကြောင်ကြီးပေါ်ကိုတက်သွားပါလိမ့်။အင်မတန်နာမည်ကျော်လာတဲ့ညောင်လွန်တော်ရဆရာတော်ဟာမိခဲ့သူတော်ပုဂ္ဂိုလ်မျိုးဖြစ်ကြောင်းကိုတွေ့ဖူးမြင်ကြီးညိုခွင့်ရပါလေ။ဟာစားချနေတဲ့ဆရာတော်ကဓမြလဲနေတဲ့ဖုန်းတော်ကြီးနဲ့အတူတူပါပဲလားအံ့ဩသွားပါလေဓမြလဲနေတဲ့ဖုန်းတော်ကြီးကခုနကနေဟိုမှာလဲနေတယ်ငါကတော့သူ့ရှိကထွက်လာတ ဘလို့ဖြစ်လို့များဒီเจ้าကိုရောက်နေတာပါလဲလမ်းကြီးတော့ဓမြလဲနေတဲ့ဖုံးတော်ချင်းမရှိတော့စာချနေတယ်ဆိုတော့ညောင်လို့တော်ရဆရာတော်ဘုရားကြီးရဲ့ခြေစုံကိုဥခိုင်းလိုက်တဲ့အခါမှာတော့ဓမြလဲနေတဲ့အတွက်ကြောင့်ဖုံနှဲငယ်တနေတာကိုထူးဆန်းအံ့ဖွယ်တွေ့မြင်ရပါလေ။အော်ဆရာတော်ဘုရားအဘိညာဉ်နဲ့နှစ်ကိုယ်ွယ်လိုက်တာပါလားလို့နားလည်မိပါတော့လေ။ ဝေဘူးဆရာတော်ဖျားကိုတိုင်းအင်ဂျင်မေကမ္မထံကျောင်းဒီခါစားကအစာပို့ချနေစဉ်အခုရှိတဲ့ကြောက်စဲဒုတိယဝေဘူးဆရာတော်ဓမ္မစရိယဦးအားစရာတို့အားအဲ့ဒီအကြောင်းချင်းရာကိုထူးဆန်းအံ့ပွဲမိတ်ရှိဘူးကြောင့်သိရပါတယ်ဒီချက်ကိုထောက်ဆိုင်ထေရုပတိလာအဘိညင်မေကနေပါယူလားဆိုတဲ့စကားဟာအစောပိုင်းအဘိညင်ထူတော်ကာစားခြင်းကမိတ်ရှိတဲ့စကားသာဖြစ်ဟန်ရှိပါတယ်သူတော်ကောင်းတို့သဘောကတော့တိဖို့ခတ်ပါတယ် ငါတော့အဘိညာပြီငါတော့ယဟန်နာဖြစ်ပြီငါတော့ဆံရပြီ ပြောမှာမဟုတ်ပါဘူးဝေဘူးကြောင့်မှာအသိန်းသုံးလုံးရှိရာမူလတင်မှာအရိယာသိန်းလို့ခေါ်နေပြီညောင်လို့ဆရာတော်ဆုံးလုံးကိုအစရှိတဲ့ဆရာတော်ကြီးများပါဝင် သမုတ်ခဲ့တဲ့သိန်းဖြစ်ပါတယ်ဝေဘူးဆရာတော်ကြီးအလေးကယူပြုတဲ့ဆရာတော်များမှာညောင်လို့တော်ရဆရာတော်ကြီးလည်းတပားပါဝင်ဖြစ်တယ်လို့ပြောချင်ပါတယ်ဒါကတော့အင်မတန်မှထူးခြားလာတယ်ညောင်လို့ဆရာတော်ဖျားကြီးအား ဝေဘူးဆရာတော်ဘုရားကြီးကနှစ်ကိုယ်ခွဲဖူးမြင်ရခြင်းဆိုတဲ့အကြောင်းတင်ဆက်ပေးတာပါနောက်ဆက်ပေးတဲ့အတွက်ဒုဗေကျေးဇူးတင်ပါတယ်ဗျာ